ါပါနဲ့နဲ့နဲ့ကစားပြီးပြိုင်ဘက်ကိုပွဲသိမ်းပြမယ်လို့ဆိုလာတဲ့ဂျိုရှူအားပဲမင်္ဂလာပါပရိသတ်ကြီးဒီတစ်ပတ်တနင်္ဂနွေနေ့မနက်ပိုင်းမှာကျင်းပမဲ့ UFC ပွဲကြီးမှာမြန်မာဖိုက်တာဂျိုရှူအားပန်ရဲ့ပွဲလေးပါဝင်လို့လာနေပါတယ်ဒီပွဲစဉ်ကတော့ main camp မှာပါဝင်လာနိုင်ခြင်းမရှိပေမဲ့ပွဲစဉ်ရဲ့ထိဆုံးနေရမှာဖြစ်သွားပါတယ်လက်ရှိအချိန်မှာတော့ဂျော်ရှူဝါဘန်နဲ့ဘရူနိုဆေးဘာနှစ်ယောက်စလုံးကပွဲချင်းပါမဲ့နေယောဂျာစီမျိုးမှာရောက်ရှိနေကြပြီလည်းဖြစ်ပါတယ်။ပြည်သက်အင်အားကတော့ သိထားတဲ့အတိုင်းပါပဲ။ Wine Fighter Bruno Silva ဘက်ကပို့ပြီးတော့များနေတာပါ။ဒီအတွက်ပန်ရဲ့ပွဲကြိုစကား30ချက်တည်းမှာတော့ပြိုင်ဘက်ကလှည့်မပြေဘူးဆိုရင်တော့ကျွန်တော်ပွဲသိမ်းပြနိုင်ပါတယ်။သူ့ဘက်ကပွဲကိုဘယ်လိုမျိုးကစားပြမလဲဆိုတာမူတည်တာပါ။ကျွန်တော်ဘက်ကတော့ပွဲသိမ်းရလမ်းမဖြစ်မနေယူပြမယ်ဆိုတဲ့ပုံစံမျိုးတော့ကစားမှာမဟုတ်ပါဘူးအခွင့်အရေးပေါ်လာရင်ယူမယ်အခွင့်အရေးပေါ်မလာဘူးဆိုရင်တော့မယူပါဘူးကျွန်တော်ကတော့ပါပါနဲ့နဲ့ပဲကစားသွားမှာပါလို့ဘန်ရဲ့ပွဲကြိုစကားထဲမှာထည့်သွင်းပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ် ဘဏ်အတွက်ပြည်သက်အင်အားကတော့လက်ရှိအချိန်မှာအွန်လိုင်းပေါ်မှာပဲရှိနေသေးတာလည်းဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါအွန်လိုင်းမှာလည်းအများကြီးထိရောက်မှုရှိလို့နေပါတယ်ဒါကြောင့်ပဲပြည်သက်ကြီးလည်းဘဏ်အတွက်အားပေးစကားလေးတွေကိုပြောကြားပေးခဲ့ကြပါဦးအဆုံးထိဆောင်မျှော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်